မြောက်ဝတီချောင်းဆောင်မှာရေစင်းကူးရင်နဲ့ရေနစ်သွားခဲ့ကြတဲ့တငယ်ချင်းလေးဦးတွေကနှစ်ဦးရဲ့ရေဝလောင်းကိုရှာဖွေတွေ့ရှိဒီလေးနဲ့လိုက်မှာရမယ်ဒီကန်းသွားလို့မရဘူးကဖတ်လို့မရဘူးကြားသိရလေဒီကူငါတို့ကန်းအောင်သွားအောင်ဟာဘာလို့တော့ဒီနေရောအေးအောင်ဖို့ဖြစ်မတရားဒီဒီရောက်ရည်ကြ။ပြည်နာပါပြည်သက်ကြီးရှင်ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့က မြဝတီမြို့ချောင်းဆောင်တတားအနီးကချောင်းအတွင်းမှာရေစင်းကူးရင်နဲ့နစ်မြုပ်သွားခဲ့ကြတဲ့တငယ်ချင်း၄ယောက်ကို၆ရက်ကျော်ရှာဖွေခဲ့ပေမယ့်မတွေ့ရှိခဲ့လို့ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ကြတာဖြစ်ပါတယ်လူမှုကေဆယ်ရေးအသင်းတွေအနေနဲ့အခုလိုအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့ရတာပထမအဆုံးအနေနဲ့ဖြစ်ပြီးရင်းနှစ်လို့အလောင်းရှာတဲ့အချိန်အလွန်ဆုံး၂ရက်ကနေ၃ရက်အတွင်းရုပ်အလောင်းတွေပြန်ပေါ်လာတတ်ပေမယ့်အခုတခါမှတော့အဲ့ဒီလိုမဟုတ်ဘဲလေးဦးစလုံးရဲ့ရုပ်အလောင်းတွေပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့နိုဝင်ဘာလ24ရက်နေ့မှာရှာဖွေမှုရက်ဆိုင်လိုက်ကြပြီမယ်။ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မှာတော့ရင်းနှီးခဲ့ကြတဲ့တငယ်ချင်း၄ဦးအနက်2ဦးကိုသဲဆုပ်ထားတဲ့နေရာအနီးမှာပြန်ပေါ်နေတာကို တွေ့ရှိခဲ့ကြရတာပဲဖြစ်ပါတယ်။ကျန်းနှအူးကိုလည်းဒီသဲဆုပ်ထားတဲ့နေရာအနီးနားမှာပဲရှိနိုင်တယ်လို့ယူဆထားကြပြီးနောက်ရက်တွေမှာထပ်ပေါ်လာနိုင်တယ်လို့လည်းရှာဖွေသူတွေက ဆိုထားကြပါတယ်။ အဆိုပါလူငယ်လေးဦးဟာရေပွဲလုံးကျော်ရောင်းချသူလူငယ်တငယ်ချင်းလေးဦးဖြစ်ပြီးနိုဝင်ဘာလ18ရက်နေ့ကမြဝတီမြို့ချောင်းဆောင်တံတားအနီးကချောင်းအတွင်တငယ်ချင်းတွေရေကူးပြိုင်ကြရင်းနဲ့တအူးကစပြီးတော့ရေနစ်တာကိုဝိုင်းကယ်ဖို့ကြိုးစားရကနေအားလုံးနင်းမြုပ်ခဲကြတာဖြစ်တယ်လို့ယူဆရပါတယ်အခုလက်ရှိမှာတော့ပြန်လည်ပေါ်လာတဲ့လူငယ်နှစ်ဦးရဲ့ရေဝလောင်းကိုဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ရှာဖွေတွေးရှိသူတွေကပြောထားတာပဲဖြစ်ပါတယ်။ အခုလက်ရှိရှာဖွေတွေ့ရှိခဲ့တဲ့သူနှစ်ဦးကတော့ပထမဆုံးရင်းနှစ်သွားတဲ့သူနဲ့ရင်းမကူးတက်လို့ဆိုပြီးကမ်းပေါ်ကနေဗီဒီယိုရိုက်ပေးနေပေမဲ့တကယ်ချင်း၃ယောက်ရင်းနှစ်နေချိန်မှာဝင်ရောက်ကူညီခဲ့ရာကနေရင်းနှစ်တဲ့တဲ့ပါသွားခဲ့တဲ့၄ယောက်မြောက်လူငယ်ဖြစ်နိုင်နေလို့လေဓာတ်ပုံတွေအရာပြောဆိုနေကြတာလည်းဖြစ်ပါတယ်ဒီလေးနဲ့လိုက်မှရမယ်ဒီကမ်းသွားလို့မရဘူးကဖတ်လို့မရဘူးလေကားတည့်ရလေဒီကူငါတို့ကမ်းအောင်သွားအောင်အားဘာလို့ ်အေးနေရောအေးအောင်ပါဖြစ်မတရားဟုတ်လို့ဒီဒီရောဟိုဒီဟိုလည်းဘုံကရောင်းရမှာကျွန်တော်ရောက်ပါဘုံထလာအဲအဲဒီကတော့တက်တော့ပြန်ထွက်လာတာဆက်နိုးရမှာပြီဘာသာအေး